ုတ်ယူပေးလိုက်ပါကုတ်ကိုယူပြီးတော့ပြီးအန်တာကုတ်နေရာမှာကျွန်တော် copy ယူလာတဲ့ဟာလေးကို paste ချပြီးတော့ကုတ်ကို verify နှိပ်ပေးလိုက်ပါအောက်က verify နေရာမှာနှိပ်လိုက်ပါဟုတ်တယ်ပဲမလို့ပဲကြည်ပြအကောင့်လုံးချုံအောင် two step candy ကုတ်မကြတဲ့ပြဿနာဖြေရှင်းနေ မင်္ဂလာပါဒီဗီဒီယိုထဲမှာတော့မိတ်ဆွေတို့အတွက်ဖုန်းနံပါတ်မလိုပဲ GPS အကောင့်လုံချုံအောင် two step verification ခံနေတဲ့ကုမ္ပဏီနဲ့ပြည်ထောင်စုဖြည့်ရှိနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လက်ရှိမှာကျွန်တော်တို့မြန်မာနိုင်ငံကဖုန်းနံပါတ်နဲ့ two step ခတ်ထားတဲ့ GPS အကောင့်တွေမှာကိုကေးကနှစ်ဆင့်ခံ OTP ကုတ်တွေချမပေးတော့ပဲဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့နေတဲ့ GPS အကောင့် log in ဝင်တဲ့အခါတဲ့ ြည်ပြင်းနဲ့ဖြွေပြီးတုံထားတဲ့အကောက်တွေမှာနောက်ဆက်တွဲခက်ခဲတွေအများကြီးဖြစ်လာနိုင်ပါတယ်။ဆိုတော့ဒီဗီဒီယိုထဲမှာကိုကေးကြည်ပြင်းအကောက်လုံချုံအောင် The Sink Cut 2 Step ခန်းဒီကိုဖုံးတယ်ဘက်မတုံပဲပြလို့လောက်ရမလဲ။သူစက်ခတ်ထားပြီးသားကြည်ပြဲအကောင့်တွေကို backup ကုန်းတွေကိုဘယ်လိုယူထားရမလဲဆိုတာကိုအစအဆုံးပြောပြပေးထားမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ video ဆက်လိုက်ရအောင်။ ပထမဆုံးအနေနဲ့ကျွန်တော်တို့မှာလိုအပ်တဲ့ဆော့ဝဲလေးတစ်ခုကိုအရင်ဆုံးဒေါင်းလုဒ်ဆွဲယူပေးရမှာဖြစ်ပါတယ်။အဲ့ဒီဆော့ဝဲကတော့ကျွန်တော်တို့ဒီမှာ Authenticator App ဆိုတဲ့ Google ရဲ့ Application လေးပဲဖြစ်ပါတယ်။ဒီ authenticator app ကို Play Store ထဲမှာတွားပြီးတော့မှကျွန်တော်တို့အရင်ဆုံး download ဆွဲယူလိုက်ပါ Play Store ထဲရောက်ရင်ကျွန်တော်တို့ search ကိုတစ်ချက်လိုက်ပါပြီးတော့ search bar မှာတစ်ချက်လိုက်ပါကျွန်တော်နေတဲ့ Google authenticator app လို့ရိုက်ရှာလိုက်ပါ Okay, Google ရဲ့ authenticator application ကိုကျွန်တော်ရဲ့ဖုန်းထဲမှာ download ဆွဲယူလိုက်ပါ Okay, ကျွန်တော် Google ရဲ့ authenticator application လေးကို download ဆွဲပြီးသွားပြီဆိုလို့ရှိတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ authenticator application နဲ့ကြည်မြေ account တွေကိုအရင်ဆုံးချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ကျွန်တော်ရဲ့ကြည်မြေ account တွေကိုဝင်သွားလိုက်ပါ profile icon လေးတစ်ချက်နှိပ်ပေးလိုက်ပါ ကဲဒီထဲမှာကျွန်တော်ရဲ့ဖုန်းထဲမှာ Gmail ကိုကအကောင့်တွေအများကြီးရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ authenticator application နဲ့ two step campaign အကောင့်ကိုရွေးချယ်လိုက်ပါပြီးတော့ကျွန်တော်တို့ manage qr code အကောင့်ထဲကိုနေပြီးတော့ဝင်သွားလိုက်ပါကဲဒီလိုလေးပို့လာရင်ကျွန်တော်တို့ security ကိုလိုက်ပြီးတော့ရှာလိုက်ပါ security ထဲကိုနေလိုက်ပါပြီးတော့ကျွန်တော်အောက်ဘက်ကိုဆင်းသွားလိုက်ပါ authenticator ဆိုတဲ့အားလေးကိုတစ်ချက်နေပေးလိုက်ပါ ကဲကိုယ့်ရဲ့ဖုန်း screen ကိုတစ်လုံးဖွင့်ပေးလိုက်ပါ set up authenticator ဆိုတဲ့ဟာလေးကိုတစ်ချက်လိုက်ပေးလိုက်ပါသူအကောင့်လေးစကန်ဖတ်ပြီးတော့ဆက်အလုံးမလားဒါမှမဟုတ်ကျွန်တော်တို့ဒီ key code ကိုထည့်ပြီးတော့ဆက်အလုံးမလားဟောတော့ဆိုတော့ကျွန်တော်တို့နေတဲ့ key key code ကိုတော့ကုတ်နေပဲကျွန်တော်တို့လောက်ရအောင်ဆိုတော့ကျွန်တော်တို့ scan scan it ဆိုတဲ့နေရာမှာကိုတစ်ချက်လိုက်လိုက်ပါ ဟေ့ဒီဖက်မှာဒီလိုခီကုတ်လေးပေါ်လာမှာဖြစ်ပါတယ်ခီကုတ်ကိုကျွန်တော်လက်ညှိုးလေးနဲ့ဖြီးပြီးတော့ဆက်လက်ပေးလိုက်ပါပြီးတော့တော့ဒီခီကုတ်ကိုကျွန်တော် copy ယူထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီထက်နဲ့ home key နဲ့ဖြစ်ဖြစ်ကျွန်တော်တစ်ချက်ထွက်လိုက်မယ်ပြီးတော့တော့ကျွန်တော်ဒီ authenticator application တွေကိုတစ်ချက်နှိပ်လိုက်ပါ authenticator application ထည့်ရောက်ပြီဆိုလို့ရှိတော့ကျွန်တော်ဒီ outdoor လေးကအပေါင်းနဲ့ခဏလေးကိုတစ်ချက်နှိပ်လိုက်ပါ ီးတော့တော့ကျွန်တော်ဒီအောက်ဆုံးသားလေးက enter as app key ဆိုတဲ့နေရာမှာတစ်ချက်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာကုတ်နေနေရာမှာကျွန်တော်တို့ site ရဲ့နာမည်ကိုပေးလို့ရတယ်ကုတ်နေနေရာမှာကျွန်တော်တို့ရဲ့ဒီ Gmail account နာမည်ဖြစ်ဖြစ်ကျွန်တော်တို့ပေးလို့ရတယ်ဗောနော်โอเคပြီးတော့ညောကီးနေရာမှာခုနကကျွန်တော်တို့ copy ယူလာတဲ့ key ကိုဒီနေရာမှာ paste ချပေးလိုက်ပါ တိုက်အော့ခီးနေရာမှာကျွန်တော်တို့ Tempest ကိုပဲကျွန်တော်တို့ပုံမှန်လေးထားပေးလိုက်ပါပြီးတော့ ATD Act ကိုနှိပ်ပေးလိုက်ပါကဲဒီလိုလေးနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ Gmail set ဆိုတဲ့ဒီ Gmail account လေးနဲ့ကုတ်ပေါ်လာမှာဖြစ်ပါတယ်ဒီကုတ်ကို second 30အတွင်းမှာပဲကျွန်တော်တို့ယူပြီးတော့ဟိုဘက်မှာသွားပြီးတော့ confirm လုပ်ပေးရမှာဖြစ်ပါတယ်ဗျာ second 30ကြိုသွားလို့ရှိရင်ဒီကုတ်ကပြန်ပြီးပြောင်းသွားမှာဖြစ်ပါတယ်အစ်စ်ပြန်ပြီးတော့ယူရမှာဖြစ်ပါတယ်ခက်မြင်မြင်လေးကိုဖြီးပြီးတော့ကုတ်ယူပေးလိုက်ပါ ကုတ်ကိုယူပြီးတော့ကျွန်တော်ဒီ next မှာလာပြီးတော့ထည့်ပေးလိုက်ပါပြီး under ကုတ်နေရာမှာကျွန်တော် copy ယူလာတဲ့ဟာလေးကို paste ချပြီးတော့ကုတ်ကို verify နှိပ်ပေးလိုက်ပါအောက်က verify နေရာမှာနှိပ်လိုက်ပါ data solution တော့ကျွန်တော်တို့ရဲ့ Google account ကို phone number မသုံးမိတဲ့ Google ရဲ့ authenticator application နဲ့ two step ခံတာအောင်လို့ဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ phone number သုံးစရာမလိုပါဘူးကျွန်တော်တို့နောက်တစ်ခါ login ဝင်တဲ့အခါမျိုးပါ ပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းနဲ့ဘက်မှာတွားပြီးတော့ကုတ်တွေယူเสียမလို့ပဲねဒီ authenticator application မှာဝင်ပြီးတော့ပဲအခုလို့ကုတ်ကိုတွားယူပြီးတော့ Gmail account ထဲကိုကျွန်တော်တို့ဝင်လို့ရပါဖြစ်ပါတယ်။ Okay ကျွန်တော်တို့နေတဲ့အခုဒီမှာ two step ကိုကျွန်တော်တို့ခံပြီးတွားပြီးဆိုတော့ကျွန်တော်တို့မတော်တဆကိုယ့်ရဲ့ဖုန်းပျောက်သွားခဲ့ရင်ဒါမှမဟုတ်ဖုန်းတစ်ပတ်တည်း two step ခတ်ထားတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်မတော်တဆကိုယ့်ရဲ့ဒီဖုန်းကပျောက်သွားမယ်ပျက်စီးသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကချိန်မြွေးတခြားဖုန်းအထက်ကနေပြန်ဝင်လို့ရအောင်တစ်ခါတော့ backup ကိုကျွန်တော်တို့ဘယ်လိုပြန်ယူထားရမလဲဆိုတာကိုပြန်ပြီးတော့ချိအောင်ပေါ့နော်ဒီထက်ရောက်နေတစ်ချက်ထွက်လိုက်မယ် backup ကိုယူထားမယ်ဆိုလို့ရှိရင်အခုဒီမှာကျွန်တော်ကယူထားပြီးဖြစ်တဲ့ကြောင့်လို့ backup ကိုဆိုပြီးတော့အခုလိုပြနေနေပါတော့တကယ်လို့မိတ်ဆွေတို့က backup ကိုမယူထား သေးဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာ get backup ကုတ်ဆိုပြီးတော့ပို့နေမှာဖြစ်ပါတယ် get backup ကုတ်ဆိုတဲ့နေရာမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ် backup ကုတ်တွေကိုအခုလိုမြင်ရမှာဖြစ်ပါတယ်ဗျနော်သူက backup ကုတ်ဆိုပြီးအောက်မှာ backup ကုတ်တွေ၁၀ခုလောက်ပေးထားတာဗျနော်ဒီ backup ကုတ်တွေကိုကိုကေကနေပြီးတော့ကျွန်တော်တို့ရဲ့ DG မြေအကောင့်အတွက်ပေးထားတာဖြစ်ပါတယ်ဒီကုတ်နံပါတ်တွေကိုကိုရဲ့စ အုပ်မှာပဲဖြစ်ဘူးเนาะတိတိချာချာလေးကိုရေးပြီးတော့တိတ်ထားပါကျွန်တော်ဖရင့်ထုတ်ထားပြီးတော့လည်းတိတ်ထားလို့ရတယ်ဒါမှမဟုတ်ဒေါင်းလုဒ်လုပ်ထားပြီးတော့လည်းကျွန်တော်တို့တိတိချာချာတိတ်ထားလိုက်ပါတော့မပြောက်စေနဲ့ဥရဲ့ DGB account တွေတော်တော်လေးကိုအရေးကြီးပါတယ်ကျွန်တော်တို့နေတဲ့ဒီ backup code တွေကိုဘယ်လိုအချိန်မျိုးမှာအသုံးချလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဖုန်းကအလုံးဝပျောက်ဆုံးတက်စီးသွားမယ်ကျွန်တော်ရဲ့ two step ခံထားတဲ့ဖုန်းနံပါတ်တွေလည်းပျောက်သွားမယ်ပြီးကျွန်တော်တို့ ူဆက်ခံထားတဲ့ authenticator application ရှိတဲ့ဖုန်းတွေလည်းပျောက်သွားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့သူဆက်ခံထားတဲ့ကုတ်တွေကိုကျွန်တော်တို့ထပ်မရနိုင်တော့တဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဒီ backup ကုတ်တွေကိုတစ်ခါတုံးနေတဲ့အသုံးပြုလို့ရပါတယ်။ဆိုတော့ကျွန်တော်တို့တခြားဖုန်းအသစ်မှာသွားပြီးတော့ကျွန်တော်တို့ဒီ GPS account နဲ့သွားပြီးတော့ login နဲ့ကျွန်တော်တို့ password လည်းမမမြည်တော့ဘူး two step ခတ်ထားတဲ့ဖုန်းနံပါတ်တွေလည်းမရှိတော့ဘူးဖုန်းလည်းမရှိတော့ဘူးဆိုလို့ရှိရင်ဒီ backup code တွေကို two step ခတ်ထားတဲ့ဖုန်းနံပါတ်မှာချပေးလာမယ်ကုတ်အစားနဲ့ authentication app မှာချပေးလာမယ်ကုတ်တွေအစားပေါ့နော် password တွေအစားဒီကုတ်တွေကိုကျွန်တော်တို့သုံးလို့ရမှာဖြစ်ပါတယ် ကုတ်တစ်ခုကိုတစ်ခါပဲတုံးလို့ရပါဖြစ်ပါတယ်ဗျတော့ဒီနေရာမှာသူပေးထားတာစုစုပေါင်းအကုန်လုံး၁၀ခုရှိတယ်ဗျတော့ဒါကိုတေးတေးချာချာလေးတိတ်ထားလိုက်ပါ Okay ဒါဆိုရှင်တော့ဒီဗီဒီယိုထဲမှာကျွန်တော်ရဲ့ကိုကဲကြည့်မြဲအကောင့်ကိုဖုန်းနဲ့ပဲမလူမင်းနဲ့ two step ခံတဲ့ဒီနဲ့ကျွန်တော်တို့ two step ခံထားတဲ့ဒီကြည့်မြဲကိုကဲအကောင့်ဒီမှာကျွန်တော်တို့ဘယ် app ကိုကိုဘလူယူထားရမလဲဘလူပြန်အတုံးပြုရမလဲဆိုတာကိုပါမိတ်ဆွေတို့တီးတွားလောက်ပြီးလို့ထင်ပါတယ် ီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ထင်ရင်ဒီဗီဒီယိုလေးကို like and share များလုပ်ပေးတောင်းနိုင်ပါတယ်။နားမလည်တာတွေရှိလဲ comment လေးတွေရေးထားနိုင်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်။အားလုံးပဲမိင်္ဂလာပါ။